မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။လရှုံမြို့ကအကျန်းဖတ်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးကို MNDA ဦးဆောင်တဲ့မဟာမိတ်တပ်တွေကအပိသက်သိမ်းပိုက်ရရှိသွားပြီးတိုင်းဝင်းထဲမှာနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတပ်သားတွေအကုန်လုံးထွက်ပြေးသွားကြပြီဆိုပါတယ်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကအချမ်းဖတ်စကောင်းစီလေကြောင်းကစ်ကူပါတုံးပြီးအသေးအတန်ခုခံနေတဲ့ချောင်းကြီးရေစကန်ကိုတော်လန်ရေးပူပေါင်းတက်တွေကအပိတ်တိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကအချမ်းဖတ်စကောင်းစီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးကို MNDA ဦးဆောင်တဲ့မဟာမိတ်ပူပေါင်းတက်တွေကအပိတ်တိုက်ပိုက်ရရှိသွားပြီး တိုင်ဝင်းထဲမှာနောက်ဆုံးကြံ့နေတဲ့စစ်ကောင်စီတပ်သားတွေအကုန်လုံးထွက်ပြေးသွားကြပြီလို့ MNDAA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီလရှုမြို့ကစစ်ကောင်စီရဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးကိုဇွန်လ25ရက်နေ့ကပဲတိမ့်ပိုက်ရရှိသွားပြီလို့ MNDAA ကနေတရားဝင်ထုတ်ပြန်ပြီးတဲ့နောက်မှာပဲတိုင်ဝင်းထဲမှာမှုလို့ပေါအောင်ပတ်ပတ်လေထတ်ထားတဲ့လက်ကျန်စစ်တပ်စခန်းတွေကိုညီနောင်မဟာမိတ်တပ်တွေကနေမြေရှင်းလင်းပြီးတကူပြီးတကူတိမ့်ပိုက်လာရင်းကနေဇွန်လ2ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင် တိုင်ဝင်းထဲမှာကြံနေတဲ့ဂဒင်းတရစေးတကစကောင်းစီဝဲအယောက်200ကျော်ဟာလေမဟာမိတ်တပ်တွေစီမှာအကုန်လုံးအလံပြူထောင်းလက်နက်ချခဲ့ကြပါလေအဲ့ဒီနောက် MNDA ဥဆောင်တဲ့မဟာမိတ်တပ်တွေကတိုင်ဝင်းထဲမှာဆက်လက်နေမြင်ရှင်းလင်းတိုက်ခိုက်မှုတွေလုပ်တဲ့အချိန်နောက်ဆုံးကြံနေတဲ့စကောင်းစီတပ်သားတွေအကုန်လုံးထွက်ပြေးသွားကြပြီဖြစ်တဲ့အတွက်စကောင်းစီရဲ့ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီးတကူလုံးကိုမဟာမိတ်တပ်တွေကအပိသက်သိမ့်ပိုက်ရရှိသွားပြီဖြစ်တယ်လို့အသေးစိတ်ကိုတော့တာဝန်ရှိတဲ့သူတွေကထုတ်ပြန်လာပါလိမ့်မယ်လို့ MNDAA သတင်းရင်းမြစ်ကပြောထားပါတယ် ဒါနဲ့ပတ်သက်ပြီးတစ်ဖက်ကစီဒီအမ်ဘိုဂျီဇေယောကလည်းအခုလောလရှိုယမခဂျီဒက်ကနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတပ်သားတွေအကုန်လုံးထွက်ပြေးသွားကြပြီဆိုတာဟုတ်မှန်တဲ့အကြောင်းနဲ့အဲ့ဒီယမခတိုင်ဝင်းကြီးကအကျယ်ကြီးဖြစ်ပေမဲ့တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးမှာတော့စစ်ကောင်စီတပ်သားတွေအလုံးစွန့်ခွာသွားကြပြီဖြစ်တဲ့အတွက်လက်ရှိမှာတော့ MNDAA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိဒတ်နဲ့မြေရှင်းလင်းနိုင်ပြီဖြစ်တယ်လို့လဲ CDM ဘူကြီးဇင်ရောကပြောထားပါသေးတယ်။ဒါဟာစာနာသိမ့်ပြီးတဲ့နောက်ပိုင်း အကြပ်စစ်ကောင်စီရဲ့ပထမဦးဆုံးတိုက်စစ်ဌာနချုပ်ကြီးတစ်ခုလုံးခြေမုံသိမ့်ပိုက်ခံလိုက်ရတာပဲဖြစ်ပါလိမ့်ခင်ဗျာတဆက်ထဲမှာပဲလရှုံမြို့နယ်မှာအကြပ်စစ်ကောင်စီတပ်ကဖမ်းဆီးနှိပ်စက်ခဲ့တဲ့အရတပီသူကိုဇော်မြို့အောင်ဆိုတဲ့သူကို MNDA တပ်ကနေစစ်တပ်အမာကန်စခန်းတစ်ခုကိုသိမ့်ပိုက်တဲ့အချိန်ကက်တင်ပေးနိုင်ခဲ့တယ်လို့ MNDA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်အဲ့ဒီအရတပီသူကိုဇော်မြို့အောင်ဆိုတဲ့သူဟာ သူ့ရဲ့တငယ်ချင်းဖြစ်တဲ့သူအိုက်လာဆိုတဲ့သူနဲ့ဇူလိုင်လ26ရက်နေ့ကပဲလာရှုံမြို့နယ်မှာစစ်ဘေးရှောင်တဲ့ပြည်သူတွေကိုစံစီစားစရာတွေဝေမျှပေးဖို့ထွက်လာတဲ့အချိန်လမ်းမှာစစ်ကောင်စီတပ်ကဖမ်းဆီးတာကိုခံလိုက်ရတယ်ဆိုပါတယ်အဲ့ဒီနောက်အကြမ်းဖက်စစ်ကောင်စီတပ်ကသူတို့နှစ်ဦးကိုတော်လန်ရေးတပ်ဖွဲ့တွေဆိုပြီးရိုက်နှက်နှိပ်စက်ရမှာကိုစောမြို့အောင်ကဗဇက်တွေပါဓာတ်နဲ့လှီပြီးနှိပ်စက်ခံခဲ့ရတယ်လို့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့သူကတော့စစ်ကောင်စီတပ်သားတွေရဲ့ရရဆက်ဆက်နှိပ်စက်မှုတွေကြားမှာတေဆုံးသွားခဲ့ရတဲ့အကြောင်းကိုပါ လွတ်မြောက်လာတဲ့ကိုစောမြို့အောင်ကရှင်းပြထားပါတယ်။အဲဒီယတပြည်သူကိုစောမြို့အောင်ကိုလာရှုံမြို့မှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန် MNDAA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကစစ်ကောင်စီရဲ့အမဂန်တက်စကန်တခုကိုတိမ့်ပိုက်ပြီးတဲ့နောက်တွေ့ရှိခဲ့တာဖြစ်ပြီးဘယ်သူဘယ်ဝါမသိပေမဲ့ဒဏ်ရာတွေနဲ့မလို့အရင်ကဲထုတ်ပေးခဲ့ပြီးမှစစ်တပ်ကမတရားဖမ်းဆီးနှိပ်စက်တာကိုခံနေရတဲ့ယတပြည်သူဖြစ်နေတဲ့အတွက် MNDAA တပ်တွေကစေဝါကုသပေးထားတဲ့အကြောင်းကိုလည်းလွတ်မြောက်လာတဲ့ကိုစောမြို့အောင်ကပြောပြထားပြီး သူကိုကက်တင်ပေးခဲ့တဲ့ MNDAA နဲ့မဟာမိတ်တပ်တွေကိုလည်းအလုံးကိုကျေးဇူးတင်တဲ့အကြောင်းကိုပါပြောပြထားတဲ့အပြင်လာရှိုးစစ်ပွဲတွေလည်းမကြခင်ပြီးဆုံးပြီးပြည်သူတွေရဲ့ပုံမှန်ဘဝတွေအမြန်ဆုံးပြန်ဆနိုင်မယ်ဆိုတာကိုလည်းမျှော်လင့်ပါတယ်လို့ MNDAA တပ်တွေကက်တင်ပေးခဲ့တဲ့ရသားပြည်သူကိုဇော်မြို့အောင်ကပြောထားပါသေးတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့ တပိတ်ချင်းမြို့နယ်ကအချမ်ပါစစ်ကောင်စီလေချောင်းပစ်ကူတွေပါသုံးပြီးအသေးအသန်ခုခံနေတဲ့ချောင်းကြီးရစ်ကန်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးလို့ဒေါ်လန်ရင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အဲ့ဒီတပိတ်ချင်းမြို့နယ်ကချောင်းကြီးရစ်ကန်ကိုမကြအောင်ဆိုပြီးစစ်ကောင်စီကလေချောင်းပစ်ကူတွေတောက်အောင်ရှောက်ပေးနေတဲ့ကြားကပဲအော်ဂိုလာတရက်နေ့ကဒေါ်လန်ရေးပူပေါင်းတပ်တွေကနေရစ်ကန်တစ်ခုလုံးကိုအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီစကန်သိမ့်တိုက်ပွဲအတွင်း စကောင်စီဘက်ကသေတဲ့သူတွေတော်တော်များသလိုလက်နက်ခဲယမ်းတွေလည်းရရှိထားပြီးလက်ရှိမှာနေမြေရှင်းလင်းမှုတွေလုပ်နေတဲ့အတွက်အသေးစိတ်ကိုထပ်မံထုတ်ပြန်ပေးမှာဖြစ်တယ်လို့လဲတော်လိုင်းရင်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်တိုင်းမှာရှိတဲ့စီးပွားရေးကမ္ပဏီတွေနဲ့လုပ်ငန်းတွေစီကနေအကြံဖတ်စကောင်စီကရှေ့တန်းရောက်နေတဲ့သူတို့စစ်သားတွေကိုထောက်ပံ့ရေးအတွက်လှူဒန်းရမယ်ဆိုပြီးအတင်းအကျပ်ဖိအားပေးနေတယ်လို့ကမ္ပဏီတခုကိုအ ਨੇ စုံငွေကျပ်3သိန်းပေးရမယ်ဆိုပြီး တောင်းရန်နေတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်။လက်ရှိရှမ်းမြောက်ဒေသအပါဝင်တနိုင်ငံလုံးမှာရှိတဲ့ရှေ့ဒက်ကစစ်ကောင်စီတပ်သားတွေကိုအစာစာတွေစေဝါတွေလူသုံးကုန်ပစ္စည်းတွေထောက်ပံ့ဖို့အတွက်ဆိုပြီးစစ်ကောင်စီကရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့တင်တာရှောက်တဲ့ကုမ္ပဏီတွေလုပ်ငန်းတွေကိုလာစဉ်အလူငွေထည့်ရမယ်ဆိုပြီးတော့အတင်းအကျပ် PR ပေးနေတယ်ဆိုပါတယ်။အဲ့ဒီလိုအလူငွေထည့်တဲ့အခါမှာလဲကုမ္ပဏီတွေလုပ်ငန်းတွေအနေနဲ့အ ਨੇ ဆုံးငွေကျပ်3သိန်းထည့်ရမှာဖြစ်ပြီး KP တို့ Wave တို့နဲ့ပေးလို့မရတလို့ ငွေသားပဲပေးရမယ်ဆိုပြီးတော့ပါတောင်းရန်နေတယ်လို့စီးပွားရေးလုပ်ငန်းရှင်တို့ကပြောထားပါတယ်။တစ်ဖက်မှာတော့အကြံဖတ်စစ်ကောင်စီကစိတ်သက်စစ်စင်ရေးအပြင်ရှေ့တန်းရောက်စစ်သားတွေကိုသူတို့ရဲ့ဝင်ကြီးဌာနတွေနဲ့အလူရှင်တွေကနောက်တန်းကနေရိတ်ခါနဲ့လူသုံးကောင်တွေပေးပို့နေတယ်ဆိုတဲ့ဗီဒီယိုတွေတပ်ပုံတွေကိုစေကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေ channel တွေကနေဝါဒဖြန့်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ပြည်လူမျိုးကအချမ်းပစစ်ကောင်စီရဲ့တမတော်ဤပညာတက်ကတော့အရှိမရှိတဲ့ရေချမ်းအိုးရက်ကွက်ကနေအိမ်တွေကိုစစ်ကောင်စီတက်ကမြေကောဇက်တွေဘူဒိုဇာတွေနဲ့ထိုးပြီးဝင်ရောက်ဖျက်ဆီးနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့အော်ဂလပုံရက်နေ့မနက်ပိုင်းမှာပဲပြည်လူမျိုးကတမတော်ဤပညာတက်ကတော့အရှိမရှိတဲ့ရက်ကွက်ကြီးစနစ်ရေချမ်းအိုးရက်ကွက်ထက်ကမြေအေက200ကျော်ကိုတပ်ပိုင်မြေအဖြစ်သိမ်းဆည်းတယ်ဆိုပြီးအချမ်းပစစ်ကောင်စီတပ်သားတွေနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေရဲတွေက နေအိမ်တွေကိုဘူဒိုဇာတွေနဲ့ထိုးပြီးဝင်ရောက်ဖျက်ဆီးနေတယ်ဆိုပါလေအဲ့ဒီမြင်နေရမှာလက်ရှိအိမ်အောင်စုပေါင်းတထောင်ဝင်းကျင်နဲ့လူကြီးပေါင်း3000ဝင်းကျင်နေထိုင်နေကြတာဖြစ်ပြီးစစ်တပ်ကအခုဇန်နဝါရီလကပဲတပ်ပိုင် မြေအဖြစ်သိမ်းဆီးဖို့လျှို့ဝှက်စာနဲ့ပါညွှန်ကြားခဲ့တာဖြစ်တယ်လို့အဲ့ဒီညွှန်ကြားစာကိုဒုဗိုလ်မှူးကြီးသိန်းနိုင်ထွန်းဗိုလ်မှူးပြဖြိုးအောင်နဲ့ဗိုလ်ကြီးသိန်းတန်းစောဆိုသူတို့ကတရားမဝင်မြေသိမ်းဖို့အတွက်အမိန်ပေးညွှန်ကြားထားတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာလည်း ရန်ကုန်မြို့မှာရှိတဲ့ပုဂ္ဂလိကကျောင်းတွေကို University ဆိုတဲ့စကားရက်ကိုမသုံးလို့ရဘူးဆိုပြီးစစ်ကောင်စီကဖြုတ်ချခိုင်းနေတယ်လို့ပညာရေးအသံဝိုင်းကပြောပါတယ်။လက်ရှိရန်ကုန်မြို့မှာရှိတဲ့နမကြီးပုဂ္ဂလိကတက္ကသိုလ်တွေအားလုံးကို University ဆိုတဲ့အသုံးအနှုန်းမသုံးဖို့နဲ့ University အစား College ဆိုတဲ့အသုံးအနှုန်းကိုသာပြောင်းလဲသုံးလို့ရမယ်ဆိုပြီးစစ်ကောင်စီကခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ University ဆိုတဲ့စကားရက်ကိုဖြုတ်ချခိုင်းနေတယ်ဆိုပါတယ်။အဲ့ဒီအတွက် လက်ရှိရန်ကုန်မြို့မှာရှိတဲ့ပုဂ္ဂလိကတက္ကသိုလ်ကျောင်းပေါင်း40ကျော်ကိုကောလိပ်အဆင့်အဖြစ်ဖြုတ်ချလိုက်တဲ့ဆိုပြီးအကြံဖတ်စကောင်းစီရဲ့ပညာရေးဝန်ကြီးဌာနကဇူလိုင်လ26ရက်နေ့ကပဲအမိန့်ကြေညာစာပေးပို့ပြီးတော့ဖြုတ်ချခိုင်းတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလိုအကြံဖတ်စကောင်းစီကအမိန့်စာပေးပို့လာပြီးတဲ့နောက်မှာပဲပုဂ္ဂလိကတက္ကသိုလ်ပိုင်ရှင်တွေဝန်ထမ်းတွေနဲ့ဆရာဆရာမတွေကဒါကိုဘလို့မှနားမလည်နိုင်ပဲဘာကြောင့်စကောင်းစီကအခုလို University ဇကရက်ကိုဖြုတ်ချခိုင်းနေဆိုတာမသိရှိကြဘူးလို့လဲ။ ပညာရေးအတိုင်းအဝိုင်းကပြောဆိုထားကြပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ